ယေရှုကအချိန်ပြည့်သိတာပါသူ့ရဲ့သာသနာပြုတဲ့နေရာတိုင်းမှာတည်သူများကိုရှင်စေခဲ့တယ်လို့သူများတွေသူ့ကိုယုံကြည်စိတ်ကိုသိလို့အနာပြောက်ပြင်းစေခဲ့တာအများကြီးရှိခဲ့ပါတယ်တဲ့ဒီမှန်လေးကဗုဒ္ဓဤအလုံးစုံသိသောတပ်ပြညွတ်တညာအကြောင်းပြောထားတဲ့ပုထဲမှာဒါမှန်ထားတာပါနော်ဦးသင်းကသူတစ်ပါးယုံကြည်ရပါတာကိုမတိုက်ခိုက်ဘူးတိုက်ခိုက်တတ်တဲ့အလေးအကျင့်လည်းမရှိဘူးသို့တော့ဦးသင်းတင်ထားတဲ့ပုထဲမှာ အခုလိုပောက်ကိရတွေလာပြောပြီဆိုရင်တော့တုတ်ပြန်တက်တဲ့အလေးအကျင့်တော့ရှိတယ်နော်အခုလည်းတုတ်ပြန်မှာဖြစ်တယ်2008ခုနှစ်မတ်လ2ရက်နေ့တုန်းကနဂိတ်မုန်တိုင်းကြီးတိုက်တဲ့အခါမှာလူပေါင်းမြောင်များစွာတေကျေပျက်စီးခဲ့ရတယ်အဲ့ဒီထဲမှာဗုဒ္ဓဘာသာဝင်တွေလည်းပါတယ်လို့ဖန်ဆင်းရှင်ကိုးကွယ်တဲ့လူတွေလည်းပါတယ်ဒကာတော်ပြောတယ်လို့ဒကာတော်တို့ရဲ့ဖခင်ကအချိန်ပြည့်တိနေတယ်ဆိုရင်အဲ့ဒီနာဂိတ်မုန်တိုင်းကြီးတိုက်မှာကိုဘာလို့ကြုံမသိတာလဲ ဘာလို့ကြိုပြီးလာမပြောတာလဲနောက်ပြီးဒီနှစ်မှာငလင်အကြီးအကျယ်လှုပ်တဲ့အတွက်ကြောင့်လူပေါင်းမြောင်များစွာတည်ကြည်ပျက်စီးခဲ့ရတယ်အဲ့ဒီထဲမှာဖန်ဆင်းရှင်ကိုးကွယ်တဲ့လူတွေလည်းပါတယ်တက္ကတော်တို့ဖခင်ကတက္ကတော်ပြောသလိုအချိန်ပြည့်တည်နေတယ်ဆိုရင်အဲ့ဒီငလင်လှုပ်မှာကိုဘာလို့ကြိုမတည်တာလဲဘာလို့ကြိုပြီးလာမပြောတာလဲအဲ့ဓာတွေကိုကြည်တော်အားဖြင့်တက္ကတော်တို့ကိုးကွယ်တဲ့ဖခင်မရှိဘူးဆိုတာထင်ရှားပါတယ်နော် မရှိလို့လည်းပဲရာဇဝင်ဆရာကြီး HG ဝဲကအနန္တတခုရှင်သာဝရဖရာသည်တကယ်အထင်ရှားရှိ၍ဤလောက အတွင်း၌တိုက်ခိုက်နေကြသောစစ်ပွဲများတေးကြီးပြစီခြင်းများစစ်နှင့်ပတ်သက်သော ကြောက်လန့်ဖွယ်ရာများကိုတားဆီးနိုင်သောတတိရှိပါလျက်တမင်စိန်ခံပြီးကြည်နေခဲ့သည်ဆိုလျင်ထိုသာဝရဖရာဤအဖုံးအကာမရှိသောမျက်နာကိုတရွင်းနှင့်ထွေးမိမှအမှန်ဖြစ်သည်လို့ပြောတာပေါ့ ဲ့ဒီရာဇဝင်ဆရာကြီး HG ဝဲဆိုတာကလေခရိယံဘာသာဝင်ကြီးဖြစ်တယ်နော်ဦးစင်းပြောကျင်တာကတော့ဒကာတော်တို့ဖះဟာအချိန်ပြည့်တိတာမတိတာအသာထားပါဦးနော်တက်တလောမှာကိုကိုကွယ်နေတဲ့ဖန်ဆင်းရှင်သာဝရဖះတကယ်ရှိမရှိဆိုတာကိုသိအောင်အရင်လုပ်ပါလို့ပြောကျင်ပါတယ်ဒါပါပဲနော်တခြားဘာသာတွေက ပြောတယ်ဗုဒ္ဓဘာသာကနောင်ဘဝအတွက်အာမခံနိုင်သလားတဲ့သူတို့ယေရှုဖះကသူ့ကိုယုံကြည်ရင် နောင်ဘဝအတွက်အာမခံတယ်လို့ပြောပါတယ်တဲ့အန္တပုထုဇဉ်နဲ့ကလျာဏပုထုဇဉ်ဆိုပြီးပုထုဇဉ်နှစ်မျိုးရှိပါတယ်အန္တပုထုဇဉ်ဆိုတာကဥသို့အကုသို့ကိုခွဲခြားသိမြင်ခြင်းမရှိဘဲအကုသို့တွေများနေတဲ့သူကိုပြောတာဖြစ်ပါတယ်အဲ့ဒီအန္တပုထုဇဉ်တွေသိပြီဆိုရင်ဘဝအာမခံချက်မရှိတာကြောင့်အပေလေးပါးသို့ကြာရောက်ပါတယ်ကလျာဏပုထုဇဉ်ဆိုတာကတော့ ကုသိုလ်အကုသိုလ်ကိုခွဲခြားသိမြင်ပြီးကုသိုလ်ကောင်းမှုတွေကိုများစွာလုပ်ထားတဲ့သူကိုပြောတာဖြစ်ပါတယ်အဲ့ဒီကလျာဏပုထုဇဉ်တွေသိပြီးဆိုရင်ဘဝအာမခံချက်ရှိတာကြောင့်ကောင်းရာသူဂတိတို့ရောက်ပါတယ်ဘယ်ပါတာကိုပဲကိုယ်ွယ်ယုံကြည်သည်ဖြစ်ပါသည်ကိုယ်ွယ်ယုံကြည်မှုတိုင်းဟာပညာနဲ့တွဲဖို့လိုပါတယ်ပညာဆိုတာဟာအကောင်အဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားတဲ့ပညာကိုပြောတာဖြစ်ပါတယ် ညာနဲ့မတွဲတဲ့ကိုယ်ွယ်ယုံကြည်မှုတိုင်းဟာအမှားသာ ဖြစ်ပါတယ်။ထမင်းစားရဖို့အတွက်ထမင်းစားရနိုင်ကြောင်းအကြောင်းတရားကိုလှောက်ထားမှထမင်းစားရမှာဖြစ်ပါတယ်။ထမင်းစားရနိုင်ကြောင်းအကြောင်းတရားကိုလှောက်မထားဘဲထမင်းစားရဖို့ညှော်နေမယ်ဆိုရင်ဘယ်သူကမှထမင်းစားရမယ်လို့အာမမခံသလိုဘယ်သူကမှလည်းထမင်းလာကျွေးမှာမဟုတ်ပါဘူး။အဲ့ဒီဥပမာအတိုင်းပါပဲ။မိမိရဲ့ဘဝအာမခံချက်ရဖို့အတွက်ကို မိမိကိုယ်တိုင်သာစ조사ရုံးကန်ရမှာဖြစ်ပါတယ်။ဘယ်သူကမှအာမခံပြီးဘယ်တကိုးရှင်ကမှဒါရောက်ကဲတင်မှာမဟုတ်ပါဘူး။ဒါဟာသဘာဝကျတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။သာဓုခေါ်အမျှဝေတဲ့အခါကောင်းမှုကုသိုလ်ရှိတဲ့လူမှလုပ်လို့ရတာလား။ဘာကောင်းမှုမှလုပ်မထားဘဲကြုံတိုက်လို့ဖြစ်စေအမျှဝေလို့ရလား။သိကျင်လို့ပါခင်ဗျာတဲ့။လူတယောက်ကို မိမိက စားစရာတစ်ခုခုပေးတော့မယ်ဆိုရင်မိမိစီမှာစားစရာရှိမှပေးလို့ရမှာဖြစ်ပါတယ်မိမိစီမှာစားစရာမရှိပါဘဲနဲ့တစ်ဖက်လူကိုယူပါယူပါဆိုပြီးနှုတ်က ပေးုံဖြင့်တစ်ဖက်လူက စားစရာမရနိုင်ပါဘူးအဲ့ဒီဥပမာအတိုင်းပါပဲအမျှဝေတယ်ဆိုတာကကုသိုလ်ရဲ့အကျိုးကိုဝေတာဖြစ်တဲ့အတွက်မိမိရဲ့တန်တံမှာကုသိုလ်အကျိုးရှိမှသာ တစ်ဖက်လူကိုအမျှဝေလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်အမျှဝေခြင်းတည်းဆိုရင်မိမိရဲ့တန်တံမှာကုသိုလ်အကျိုးတရားရှိအောင် အရင်ဆုံးကုသိုလ်လုပ်ရမှာဖြစ်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။ပထမမှန်လေးပါဖရာကလေးဘဝကသူများအတက်ကိုအပြည့်ရှိမှမသိလို့တက်ခဲ့မိပါတယ်ဖရာအပြည့်ရှိနိုင်ပါသလားဖရာ ဖြေပေးတော်မူပါဖရာတဲ့မိခဲကို ကလေးကပဲမတိလို့ကင်သည် ဖြစ်စေလူကြီးကပဲမတိလို့ကင်သည်ဖြစ်စေကင်မိပြီဆိုရင် ပူတတ်တဲ့အကျိုးတရားကိုခံစားရမှာ ဖြစ်ပါတယ်ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားသည်တခါတရံမှာဥကောင်းတော်ကြိုက်ခဲတဲ့ဝေဒနာခံစားရပါတယ်။ဒါကြောင့်ဥကောင်းတော်ကြိုက်ခဲတဲ့ဝေဒနာခံစားရတာလဲဆိုရင်ဘုရားအလောင်းသည်ဥစဉ်အခါတုန်းကတန်ငါမျိုးမှာကေဝုတ်ဆိုတဲ့အမိနဲ့ ကလေးငယ်တူဖြစ်ခဲ့ဘူးပါတယ်အဲ့ဒီအချိန်မှာတန်ဃာတဲ့မိခင်ဖြစ်သူကငါးများဤဦးကောင်းကိုအလေးနဲ့ထုနှက်နေတာမြင်တဲ့အခါမှာဖရာအလောင်းဟာဝမ်းမြောက်ပီတိဖြစ်ခဲ့မိပါတယ်အဲ့ဒီအကုသိုလ်ကဟာဖရာဖြစ်တဲ့အခါမှာဦးကောင်းတော်ကြိုက်ခဲခြင်းဆိုတဲ့အကျိုးတရားကိုခံစားရစေပါတယ်။ဒါကြောင့်ခလေးဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဟာလည်းပဲအပြစ်ရှိတဲ့အတွက် အကျိုးပေးခွင့်သာမယ်ဆိုရင်အဲ့ဒီအကုသိုလ်ကံတွေရဲ့အကျိုးတရားကိုလည်းခံစားရနိုင်ပါတယ်။ရှင်ဖရာတပည့်တော်မေတ္တာလေးပြန်မဖြေပေးဘူးဖရာလူအချို့ကဖရာစင်လို့ခေါ်တယ်လို့အချို့ကဖရာကြောင်းဆောင်လို့ခေါ်ပါတယ်။ဘယ်ဟာပုံမှန်ပါသလဲဖရာတဲ့။ဒီမေခွန်းကိုဖြေလိုက်ရင်ဖះကြောင်းဆောင်ပဲခေါ်ခေါ်ဖះဆိုင်ပဲခေါ်ခေါ်ပြညတ်ကပြညတ်ပါပဲဆိုပြီးတော့ ပရမတ်သမားရောင်ရောင်အချို့ကဥသိန်းကိုလာပြီးစောဒကတက်ကြပါလိအောင်မယ်။ဒါကကြိုပြောထားတာပါနော်။ပြည့်ညက်သည်ပရမတ်မဟုတ်ပါဘူး။ပြည့်ညက်ကပြည့်ညက်ပါပဲ။ပြည့်ညက်ကပြည့်ညက်ပါပဲဆိုပေမဲ့ပယ်သိမ့်တဲ့ပြည့်ညက်နဲ့မပယ်သိမ့်တဲ့ပြည့်ညက်ကိုဖះရှင်ကခွဲခြားပြီးဟောပြခဲ့ပါတယ်။အဲ့ဒီလိုခွဲခြားပြီးဟောပြခဲ့တဲ့အတွက်ပြည့်ညက်ကိုလည်းပဲသူ့နေရာနဲ့သူ ချိုးကြကြခေါ်ဆိုသုံးနှုံးတက်ဖို့လိုပါတယ်။ဖះเจ้าတော်ကိုဖះဆင်လို့ခေါ်လိုက်မယ်ဆိုရင်အခြားသောပကံဆင်ဖနှက်ဆင်တွေနဲ့အမိနာမချင်းရောနှောသွားနိုင်ပါတယ်။ဒါကြောင့်ဖះเจ้าတော်ကိုဖះဆင်လို့မခေါ်ဘဲဖះเจ้าတော်လို့ခေါ်ဆိုခြင်းဟာခေါ်ဆိုရတဲ့သူရဲ့နှုတ်ရှားမှလည်းပဲကျက်တည်မင်္ဂလာရှိသလိုအခြားသောအမိနာမတွေနဲ့လည်းပဲပွဲထွက်သွားပါတယ်။ ဒါကြောင့်ဖရာကျောင်းဆောင်ကိုဖရာကျောင်းဆောင်လို့ခေါ်ဆိုခြင်းဟာပို၍မှန်ကန်တယ်လို့ပြောကြင်ပါတယ်။ရှင်ဖရာတပည့်တော်မိတာကိုလည်းဖြည့်ပြတော်မူပါအောင်ဖရာမွန်ကြီးနဲ့ဂိုင်းနှကောင်ဆရာတော်ဖရာကြီးမပြန်လွန်တော်မူခင်ကဇံရတယ်ဆိုတာဟုတ်ပါသလားဖရာတဲ့။ဇံလို့ပြောလိုက်ရင်ဗုဒ္ဓဘာသာဝင် အများစုကကောင်းကင်ပြန်တာကိုမြင်တတ်ကြပါတယ်။ကောင်းကင်ပြန်တာကိုဇံလို့ပြောတာမဟုတ်ပါဘူး။ဇံဆိုတာက နိဝရဏစာသော အကုသိုလ်တရားများကိုလောင်တတ်ဝိခံဗနအစွမ်းဖြင့်ပတ်သက်တတ်ကတိုင်းစာသောပညာအာယုံကိုကြံစီတတ်စူးဆိုက်စွာ ရှုကြည့်တတ်သောသဘောကိုပဲဇံလို့ခေါ်ဆိုခြင်းဖြစ်ပါれ။ကောင်းကင်ပြန်တာကိုတော့အဋ္ဌိဝိဒအဘိညာဉ်လို့ခေါ်ပါれ။ဖျားရှင်ရဲ့တားတော်တွေထဲမှာအဋ္ဌိဝိဒအဘိညာဉ်ကို ရတဲ့သူတွေလည်းရှိသလိုမရတဲ့သူတွေလည်းရှိပါれ။ဖျားရှင်ကတကူမပြရဟုတားမြစ်တော်မူထားတဲ့အတွက်ကြောင့်သာ တကူးကိုထုတ်ဖို့မပြကြခြင်းဖြစ်ပါလေ။ဒါကြောင့်ဒိုင်းလကောင်ဆရာတော်ဘုရားကြီးဇံရသလားမရဘူးသလားဆိုတာကိုဥစဉ်လေအတိအကျမပြောနိုင်ပါဘူး။ဤတော်ကအိမ်ထောင်တဲ့တယောက်ပါဘုရား။သာသနာပေါင်းထဲဝင်တဲ့အခါတပည့်တော်ရဲ့အိမ်ရှင်မက မကြည်ပြူရင် သာသနာပေါင်းထဲအဝင်ရတော့ဘူးလားဘုရားတဲ့။အဲ့ဒီလိုတော့မဟုတ်ပါဘူးနော်။ဥစဉ်တို့မြတ်စွာဘုရားကသာသနာပေါင်းထဲကိုဝင်တော့မယ်ဆိုရင် မိဘနှစ်ပါးဤခွင့်ပြုချက်ရမှဝင်ရမယ်လို့ဝီနီဥပဒေထုတ်ပြန်ထားတဲ့အတွက်မိဘနှစ်ပါးဤခွင့်ပြုချက်ရမယ်ဆိုရင်သာသနာဘောင်ထဲဝင်လို့ရပါပြီသို့တော်လည်းပဲအထာကထာမှာကတော့မိဘနှစ်ပါးဤခွင့်ပြုချက်ရလို့သာသနာဘောင်ထဲဝင်လို့ရတော်လည်းပဲဇနီးမယားကိုတော့ပန်ချားတင်တယ်လို့ဆိုထားပါတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်အနိမယကိုလည်းပန်ကြားပြီးတော့သာသနာပေါင်းထဲဝင်ပါလို့ပြောကြင်ပါတယ်။ဘဟုံဝေတရဏံယန္တိစတဲ့ဂါထာမှာ စီတီကိုကိုးကွယ်တာအပြစ်ဖြစ်တယ်ဆိုတာမှန်ပါသလားဖေဟာတဲ့ဘယ်သူကဘလို့စလိုက်ပြန်ပြီလဲမသိဘူးเนาะဒါကတော့ဖះကွယ်မဲ့ဂိမ်းပါဘဟုံဝေတရဏံယန္တိဆိုတဲ့ဂါထာဟာဓမ္မပဒဂါထာဖြစ်ပါတယ်အဲ့ဒီဂါထာထဲမှာစီတီကိုကိုးကွယ်ရင်အပြစ်ဖြစ်တယ်ဆိုတာတစ်လုံးတစ်ပါးမှမပါပါဘူးเนาะ ထိုကာထာကိုဥစဉ်ရွတ်ဆိုပြီးအတိတ်ပဲပြန်ပေးပါမယ်ဘဟုံဝေတရဏံယန္တိပပဒာနိဝနာနိသအာရာမဒုက္ခစေတယာနိမနုဿာဘယသစ္စိတာတဲ့အတိတ်ပဲကဘေးဖြင့်ထိတ်လန့်ကုန်သော လူအပေါင်းတို့ဟာတောကို၎င်းတောင်ကို၎င်းသစ်ပင်ကို၎င်းစင်စစ်ကိုးကွယ်ရာဟု၍စည်းကပ်ကိုးကွယ်ကြပါတယ်တဲ့နေတံခောတရဏံခေမံနေတံတရဏမုတ်တမံ နေတံတရဏမာခံမတပဒုက္ခပမုစတိတဲ့အတိဘေကထို့သို့တစ်ပင်တောတောင်တို့ကိုကိုးကွယ်စည်းကပ်ညာတော်လဲပဲဤကိုးကွယ်စည်းကပ်ခြင်းသည်ဘေကင်းသောကိုးကွယ်စည်းကပ်ခြင်းမဟုတ်ပါဘူးတဲ့ထို့သို့တောတောင်တစ်ပင်တို့အားကိုးကွယ်စည်းကပ်ခြင်းကို အကြောင်းပြု၍အလုံးစုံသောဆင်းရဲဒုက္ခမှမလွတ်မြောက်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီအထဲမှာစေတီကိုကိုးကွယ်ရင်အပြစ်ဖြစ်တယ်ဆိုတာ တလုံးတစ်ပါးဒါမှမပါပါဘူးစေဒီကိုကိုးကွယ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖရာရှင်ကိုကြီးမှန်းပြီးကိုးကွယ်တာဖြစ်ပါတယ်ဝိမာနဝိထုပါဠိတော်မှာဣဋ္ဌံတေနိဗ္ဗုတေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တာပိစံတိဥပဒိန်လို့ဆိုထားပါတယ်အဘိဓေကတတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖရာရှင်တို့အားကြီးမှန်း၍ ထုလုပ်ကိုးကွယ်ထားသောစီတီပထိုးရုပ်ပွားစင်းတုတော်၌ဖြစ်စီကြည်ညိုမှုတရားတရားတူမြမယ်ဆိုရင်တတော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စိတ်ကတ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါကြောင့်စီတီပထိုးတွေကိုကိုးကွယ်စိတ်ကတ်တယ်ဆိုတာဟာအပြည့်မဖြစ်သည့်အပြင်တတော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စိတ်ကတ်တဲ့အကျိုးနဲ့အတူတူရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားဘေးဒင်းဆရာတွေက ဒါလုပ်ရင်ကောင်းတယ်မကောင်းဘူးပြောရင်ယုံတင်လားဖရားတဲ့မြတ်စွာဘုရားကချက်သားယဟန်တို့ဝေဒင်းသည်အစာရေစာမရှိသောတောနတ်ကြီးခု၍၎င်းပျက်စီးရာပျက်စီးကြောင်းခု၍၎င်းဆိုအပ်ကုန်ဤဟုတိလက်ခန္ဓာဝတ်တေဝိဇာတုံးမှာဟောကြားထားပါတယ်အဲ့ဒါကိုကြည်သောအဖြစ်ဘုရားရှင်သည်ဝေဒင်းကိုအလိုမရှိဘူးဆိုတာ ထင်ရှားပါတယ်။ဖျားရှင်အလိုမရှိတဲ့ဘေးရင်ကိုယုံသိမယုံသိဆိုတာကတော့ဥပါဒါကိုစဉ်းစားကြည့်ပါလို့ပြောကြင်ပါတယ်။အရှင်ဖျားတပည့်တော်မေးတာလဲဖြေပေးပါဖျား။ကံဆိုတာကိုလောက်တာလားဖြစ်လာတာလားအရှင်ဖျားဒီတခါတော့ဖြေပေးပါတဲ့။ကံဆိုတာကကမ္မဆိုတဲ့ပါဠိက ဖြစ်ပေါ်လာတာပါ။ကမ္မဆိုတာအမှုလို့အဓိပ္ပာယ်ရပါတယ်။ ကံဆိုတာကလည်းပဲအတိတ်ကံနဲ့ပစ္စုပန်ကံရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်အတိတ်ကံပဲဖြစ်ဖြစ်ပစ္စုပန်ကံပဲဖြစ်ဖြစ်ဤကံတွေဟာမိမိကိုယ်တိုင် လုပ်ခဲ့တာဖြစ်ပါတယ်ဝိပဿနာအမြင်ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ပုဂ္ဂိုလ်တတ္တဝါဆိုတာမရှိတဲ့အတွက်ကံအကြောင်းတရားလုပ်တဲ့သူဆိုတာလည်းမရှိသလိုကံအကျိုးတရားကိုခံစားတဲ့သူဆိုတာလည်းမရှိပါဘူးအကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားတတ်တတ်မျှတာရှိပါတယ်